သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ12ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကတ်တများအဖွဲ့ချုပ်ဒုက္ခကိုဝေယံဖြိုးမှုထောင်မပြန်လွတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ဖမ်းဆီးထောင်ချခြင်းခံထားရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘကတ်တဘိုလ်အလုံးမှုဆောင်အလို့အဖွဲ့ဒုတိယဥက္ကဋ္ဌကိုဝေယံဖြိုးမှု တာယာဝတီထောင်မှလက်ရဆွေပြန်လွတ်လာကြောင်းပကတကဧပြီလ17ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ကိုဝေယံဖြူမှုဟာ2021ခုနှစ်မတ်လ3ရက်နေ့ကတောင်မွေမြို့နယ်မှာအထွေထွေတပိတ်ကော်မတီ GSC ရဲ့စစ်အာဏာသိမ်းမှုစန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းအကြမ်းဖက်ဖြိုခွင်းခံရစဉ်မှာယဟန်ကျောင်းသားလူလူများနဲ့အတူဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။ ၎င်းကိုစစ်ကောင်စီကစူပူအောင်လှုပ်ဆောင်မှုဆိုင်ရာရာဇတ်တကြီးပုံမှ905ကကြီးနဲ့နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှ905ခခွေငိမ့်စုစီပုံမှ16ရုံးနဲ့အလုတ်ကျန်းနဲ့ထောင်တန်းစုစုပေါင်း9နှစ်နဲ့3လချမှတ်ခံထားရပြီးအင်းစိန်ထောင်နဲ့တာယာဝတီထောင်တို့မှာ၄နှစ်ကျော်အကျဉ်းချခံထားရပါတယ်ထောင်တွင်အကျဉ်းချခံထားရစဉ်အတွင်းရိုက်နှက်ခံရခြင်းတိုက်ပိတ်ခြင်းတို့ပြုလုပ်ခံခဲ့ရကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဟင်္ဒရာမှာစစ်မှုတန်းလာခေါ်တဲ့ရက်ကြီးအုပ်ချုပ်ရေးမှုဒါခုတ်ခံရပြီးတိတ်ဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေယော်ရီတိုင်းအင်္ဒရာမြို့နယ်မှာလူငယ်တအုပ်ကိုစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ပြူစောတိအဖွဲ့တွေကိုအင်ရှင်ကဓာတ်နဲ့ခုတ်ရမှာ အုပ်ချုပ်ရေးမှုတိတ်ဆုံသွားကြောင်းမြို့ခံများကပြောကြပါတယ်။အင်္ဒရာမြို့တနောတနောကြီးရွာအုပ်စုအုပ်ချုပ်ရေးမှုတပ်နိုင်စုသူကိုစစ်မှုထမ်းအခေါ်ခံရတဲ့လူငယ်ကဓာတ်နဲ့ခုတ်ချင်းဖြစ်တယ်လို့မြို့ခံတအုပ်ကပြောပါတယ်။စစ်မှုထမ်းစရင်ပါလို့လာခေါ်ရတဲ့အင်ရှင်တွေဘက်ကတောင်းတပန်ပန်ပြောသေးတယ်။နောက်ပိုင်းစကားများပြီးကိစ္စတုံးပြစ်တာစစ်မှုထမ်းကိုစိတ်နာနေတာလေးလို့ရင်းမြို့ခံကပြောပါတယ်။ တတ်နိုင်ဟာဧပြီလ17ရက်နေ့ကပြူစောတီနှစ်ဦးနဲ့အတူတနော်တနော်ကြေးရွာအုပ်စုမကြီးကုန်းကြေးရွာကိုတောရောက်ပြီးစစ်မှုထမ်းရန်အတွက်လူသစ်စုဆောင်းစင်မှာဓာတ်ခုတ်ခံရခြင်းဖြစ်ပါတယ်။ဓာတ်နဲ့ခုတ်တဲ့လူငယ်ကိုစစ်ကောင်စီနဲ့ရဲတပ်ဖွဲ့ကဖမ်းဆီးသွားခဲ့ပါတယ်။စစ်ကောင်စီဟာ2024ခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်လူငယ်အမျိုးသားတွေကိုအတင်းအကျပ်ဖမ်းဆီးပြီးစစ်သားစုဆောင်းကစစ်တပ်နဲ့ပေးခဲ့ပါတယ်။ စစ်တပ်နဲ့စစ်မြဟာလအနေငယ်အတွင်းရှေ့တန်းသို့ပို့ဆောင်ခံရပြီးထိကိုက်တေဆုံးမှုများသလိုတော်လန်ရေးအင်အားစုများကလည်းအများအပြားဖမ်းမိထားပါတယ်။အေယာဝရီတိုင်းရေကြီးမြို့နယ်အတွင်းမှာဧပြီလ10ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာထွက်ပြေးရန်ကြိုးစားတဲ့စစ်တပ်နဲ့စစ်လူငယ်3ဦးကိုစစ်ကောင်စီကပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်။အဆိုပါသတင်းများကြောင့်စစ်မှုတန်းစီရင်ပါနေတဲ့လူငယ်များနဲ့မိဘများကလည်းစိုးရိမ်နေကြပါတယ်။စစ်သားစုဆောင်နေတဲ့စစ်ကောင်စီအုပ်စုကိုအယက်သားပြည်သူများကပြန်လည်တိုက်ခိုက်မှုများခက်စိတ်စိတ်ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့ကလည်းရန်ကုန်တိုင်းဒေါ်ဘုံမြို့နယ်ကြည်စုရက်ကွက်မှာစစ်မှုတန်းစည်ရင်နဲ့အိန်အောင်စုစည်ရင်လိုက်လံကောက်ခံတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ကိုအိမ်ရှင်ကဒက်စီနဲ့ပတ်ပြီးမီးရှို့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်အတွင်းရက်ကွက်အုပ်ချုပ်ရေးမှုအဖွဲ့ဝင်တဦးသေဆုံးခဲ့ပါတယ်။ဖေဖော်ဝါရီလ15ရက်နေ့ကလည်းမကွေးတိုင်းအောင်လံမြို့နယ်မကြီးကုန်းရက်ကွက်မှာလူငယ်တဦးအားစစ်မှုထမ်းရန်လာရောက်ခေါ်ဆောင်တဲ့စစ်ကောင်စီနဲ့ပြူစောတိအဖွဲ့တွေကိုအိမ်ရှင်မိသားစုဝင်ကဓားနဲ့ခုတ်ရနှစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်မှုတဲ့ဥပဒေနဲ့စူဆောင်ခံရပြီးစစ်တင်တဲ့ဆင်းကရှေ့တန်းကိုပို့ဆောင်ခံရတဲ့လူငယ်များအနေနဲ့တော်လန်ရင်အင်အားစုတွေထံကိုလက်နက်ချပူးပေါင်းကြရန်မြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကတိုက်တွန်းထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးကိုအဓိကကာထားတဲ့စစ်တပ်စခန်းကိုတော်လန်ရင်တပ်များသိမ်းပိုက်စစ်ကောင်စီတပ်သား15ဦးခန့်တေဆုံးလက်နက်ခဲယမ်းများရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကလေးမျိုးရဲ့အဓိကကာကင်စကန်တစ်ခုဖြစ်တဲ့ကြံ့သားရွာအခြေစိုက်စစ်ကောင်စီစခန်းကိုဧပြီလ17ရက်နေ့ကတော်လန်ရေးပူးပေါင်းတပ်များကအပြစ်သက်ချိန်မုံရှင်းလင်းနိုင်ခဲ့ပြီးစစ်ကောင်စီတပ်သေးဆုံးမှုရှိခဲ့ကြောင်းချင်းပြည်နယ်ကောင်စီဝင်ချင်းမျိုးသားတအုပ်ချင်းမျိုးသားတပ်မတော် CNF CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နေကပြောပါတယ်။အဲ့ဒီမှာသူတို့ဘက်က15ရောက်လို့ထိထိခိုက်ကြဆုံးမှုရှိတယ်လို့ကျွန်တော်တို့ဘက်ကအထိခိုက်အနေချင်းတော့ရှိတယ်လို့၎င်းကပြောပါတယ်။ ငလင်ပေးကြောင်အပြစ်ခက်ရက်စဲရိတ်ကြီးညာထားတဲ့အချိန်မှာစစ်ကောင်စီဘက်ကတိုက်ခိုက်မှုတွေလှုပ်ဆောင်လာတဲ့အတွက်ကြံတာစကန်းကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ကျွန်တော်တို့ယာယီအပြစ်ရထားပေမဲ့သူတို့ဘက်ကနေကျွန်တော်တို့ကိုလာပြီးအမြဲတမ်းလာချိန်ချောက်ပြီးတော့ပြစ်ခတ်မှုတွေလာလုပ်နေတဲ့အတွက်ကျွန်တော်တို့ခုခံကာကွယ်တဲ့အနေနဲ့ကျွန်တော်တို့လက်ဦးမှုသွားယူတာဖြစ်ပါတယ်။ ငလင်တန်ခံခဲ့ရတဲ့ပြည်သူလူထုထံပံ့ပိုးပေးနိုင်ဖို့အတွက်အပြည့်ရထားတာကိုအခွင့်ကောင်းယူပြီးစကစကစည်ရလာထိုးနေတော့ကိုကိုကိုခုခံကာကွယ်ဖို့လက်ဦးမှုယူလိုက်တာပါအလူရှင်တွေလွတ်လပ်စွာသွာလာနိုင်ရေးအတွက်ပါလို့စလိုက်ထန်ကြီးကပြောပါတယ်စကိုင်းတိုင်းကလေးမျိုးနယ်မှာရှိတဲ့ကြံတာစစ်ကောင်စီတက်စကန်တိမ့်ပိုက်မှုကိုမြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်း April 12ရက်နေ့မှာတည်င်းထုတ်ပြန်ထားပါတယ်ကလေးမျိုးကိုအဓိကကာထားတဲ့စကန်အခုရှင်းလင်းလိုက်ပြီးလက်နက်တွေတော်တော်များများရလိုက်တယ်လို့ကာကွယ်ရေးရဲဘော်တို့ကပြောပါတယ် ABSDF ကျောင်းသားတက်မတော်အမှတ်30ကျောင်းတရင်စနစ်ရဲဘော်များဟန်တာဝရီပကဖ CDF စီရင်ကလေးခရိုင်စစ်တေသထန်တလန် DR အဖွဲ့များနဲ့လက်တွဲပြီးကြံသားရွာကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြပြီးအသေးစိတ်အခြေအနေများကိုတော့ဖော်ပြထားခြင်းမရှိသေးပါဘူးတိုက်ပွဲအတွင်းမှာသိမ်းပိုက်ရရှိထားတဲ့လက်နက်ခဲယံမှတ်တပ်ဓာတ်ပုံများကိုဖော်ပြရမှာလက်နက်ကြီးလက်နက်ငယ်15လက်ထက်မင်း RPG ကြီးနဲ့လက်နက်ကြီးကြီးများစွာ drone ပုံသီးနဲ့စစ်အုံဆောင်ပစ္စည်းများစွာသိမ်းပိုက်ရရှိထားတာကိုတွေ့ရပါတယ် စကန်နိတ်တိုက်ပွဲနဲ့ပတ်သက်ပြီးတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လန်ရေးတပ်ဖွဲ့တချို့တန်ထပ်မံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီးအဆက်အသွယ်တော့မရသေးပါဘူး။ ABSDF ကစကိုင်းတိုင်းအင်းတော်မျိုးတင်စစ်စင်ရေးမှာပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ဒေသအသီးသီးမှပတ်ကပ်ဖများနဲ့ပူးပေါင်းပါဝင်ခဲ့ပါတယ်။စစ်ကောင်စီအနေနဲ့နှစ်ဖက်အပြစ်ရဲ့ကြီးညာထားချိန်မှာလေကြောင်းတိုက်ခိုက်မှုများထိုးစစ်ဆင်မှုများလှုပ်ဆောင်နေခြင်းကြောင့်အင်းတော်မျိုးကိုဒဏ်ပြန်တိုက်ခိုက်သိမ့်ပိုက်ခဲ့ခြင်းဖြစ်တယ်လို့ KIA ကအသိပေးထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းမှုမြို့နယ်အလကပရွာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းပေါ်မှာရှိတဲ့အလကပကြေးရွာမှာတက်ဆွဲထားတဲ့စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကမီးရှို့ဖျက်ဆီးခဲ့ပြီးမြင်းမှု Civil Revolution Force မြင်းမှုမြို့ပြတော်လန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ ဧပြီလ၈ရက်နေ့ည၈နာရီခန့်အချိန်မြင်းမှုမြို့နယ်အလကပကျေးရွာရွာအလဲဇေးအနီးရှိကိုးစုဖရားမှဘန်ကာများတိဆောက်ပြီးအင်အား၂၀ဝန်းကျင်နဲ့အထိုင်ချတက်ဆွဲကလမ်းတော်လမ်းလာပြည်သူများနဲ့ကားများကိုအတင်းအဓမ္မငွေညစ်ဆက်ကြေးကောက်ကစစ်ကောင်စီတပ်သားများကိုဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲဒီလိုဝင်ရောက်စီးနှင်တိုက်ခိုက်စဉ်မှာအကြံဖတ်စစ်ကောင်စီတပ်သားများမှ၅မိနစ်ခန့်သာပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့ပြီးတိုက်ခိုက်ဒဏ်ရာရရှိမှုများစွာနဲ့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ ထိကိုက်တန်ရရတာတွေနဲ့ထွက်ပြေးသားတာတွေတော့မြင်လိုက်ရတယ်။တိန်စေရရှိတာကစရင်စာအုပ်အချို့ရဲ့အတုံးဆောင်ရည်တွေပါ။ဘန်ကာ၅ခုလုံးကိုတော့ဖျက်ဆီးခဲ့ပါတယ်လို့မြင်းမှု Civil Revolution Force မြင်းမှုမြို့ပြတော်လန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောကြားပါတယ်။ ရင်းအလကပကြီးရွာမုံရွာမြို့နဲ့မန္တလေးမြို့ကိုဆက်သွယ်ထားတဲ့မုံရွာမန္တလေးကားလမ်းမပေါ်မှာတည်ရှိပြီးရွာရဲ့အရှိတ်ဘက်တမိုင်ကျော်နဲ့အနောက်ဘက်တမိုင်ကျော်တို့မှာစစ်တပ်အထိုင်စခန်းများရှိခြင်းနဲ့ညအမောင်ဒူးကြောင့်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများနောက်ကိုလိုက်လံရှင်းလင်းခြင်းမပြုဘဲဘန်ကာများကိုသာမီးရှို့ဖျက်ဆီးကပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစကိုင်းခရိုင်ကုတ်ကဲရည်မှုရဲ့ညွန်ကြားချက်နဲ့မြင်းမှုမျိုးပြတော်လန်ရေးအဖွဲ့ MCRF စကိုင်းခရိုင်ပြည်သူ့လုံခြုံရေးအဖွဲ့စကိုင်းခရိုင်ပလဖမြင်းမှုမျိုးနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့ မြင်းမှုပလပါမြင်းမှုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြင်းမှုပကဖ Black Eagle Defense Force MMU တော်ချောင်းဦးတိုက်နယ်ပကဖမြင်းမှုလျက်စီးပျောက်ကြားတပ်ဖွဲ့ MLGF တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်တိုက်ပွဲအတွင်းစစ်သားများရဲ့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မှုကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တအူးသေဆုံးပြီးပြည်သူ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ် မြန်မာနိုင်ငံနေရအနှံ့အပြားမှာယဟန်းရှင်လူပြည်သူများငလင်ဘေးဒုက္ခကိုအကြီးအကျယ်ခံစားနေရတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကကုညီကယ်ဆယ်မှုများပုံမပြုတ်လုံနိုင်ရန်ယာယီအပြစ်ခက်ရဲစဲကြောင့်ကြေညာထားပေမဲ့အာနာသိန်းစစ်ကောင်စီကဝေဟင်မတော်၎င်းမြေပြင်မတော်၎င်းအရက်သားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိတဲ့အတွက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်ရခိုစစ်ကောင်စီတက်စကန်ဟာလည်းအပြစ်အခက်ရက်စဲကြောင့်ကြီးညာထားတာကိုအခွင့်ကောင်းယူပြီးစစ်ကြောင်းထိုးဝင်ရောက်၍ဗန်ကာမြတ်တိဆောက်ကတက်ဆွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အေဒင်ဦးချစ်ခိုင်နဲ့ဇီကဘာဥခင်ရွှေသားဦးဇီတီဟအပါအဝင်လုပ်ငန်းရှင်တချို့ကိုထောင်မှလွတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေရင်ကုမ္ပဏီဥက္ကဋ္ဌဦးချစ်ခိုင်နဲ့ဇီကဘာဦးခင်ရွှေရတာဦးဇေတီဟအပါအဝင်လုပ်ငန်းရှင်တချို့ကိုစစ်ကောင်စီကထောင်မှလွှတ်ပေးလိုက်ကြောင်းသိရှိရပါတယ်။အေရင်ဦးချစ်ခိုင်ဟာယနေ့ဧပြီလ12ရက်နေ့နံနက်ပိုင်းမှာမန္တလေးအိုးဘိုထောင်မှလူငယ်ချမ်းသာကွင်းနဲ့ပြန်လည်လွတ်မြောက်လာပြီးဇီကဘာဦးဇေတီဟကလည်းရန်ကုန်အင်းစိန်ထောင်မှလွတ်မြောက်လာပြီးဖြစ်ကြောင်းစီးပွားရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။ ၎င်းတို့နဲ့အတူဖန်ဆီခံထားရတဲ့လုပ်ငန်းရှင်တချို့လည်းပြန်လည်လွတ်မြောက်လာကြောင်းစီလုံငန်းနဲ့နီးစပ်သူထံမှသိရပါတယ်။ပြန်လွတ်လာကြတာမှန်ပါတယ်။လူငိမ့်နဲ့လွတ်လာကြတာပါ။ဒါပေမဲ့ဘာကြောင့်လွတ်လာတယ်ဆိုတော့မသိရသေးဘူးပြလို့လုပ်ငန်းရှင်တဦးကပြောပါတယ်။စစ်ကောင်စီဟာဇေကဘာဥက္ကင်ရွှေနဲ့၎င်းရဲ့တာဥစီတီဟာတို့ကိုနိုင်ငံပိုင်အဆောက်အုံများခွင့်ပြုချက်မရဘဲဖြိုဖျက်မှုနဲ့မဟမ်းမြို့နယ်မှာရှိတဲ့နေအိမ်မှာ2022ခုနှစ်မတ်လ22ရက်နေ့ကဖမ်းဆီးခဲ့ပြီးတရားစွဲဆိုကအင်းစိန်ထောင်ကိုပို့ခဲ့ခြင်းဖြစ်ပါတယ်။ အတူဖန်ဆီးခံရတဲ့ဇေကဘာဥခင်ရွှေကိုတော့2024ခုနှစ်စက်တင်ဘာ28ရက်နေ့မှာကျမ်းမာရေးအကြောင်းပြကစစ်ကောင်စီကလွတ်ငြိမ်းချမ်းသာခွင့်ပေးပြန်လည်လွှတ်ပေးခဲ့ပါတယ်။အေဒင်ဥချစ်ကိုင်ကိုတီကျစ်ကြောင့်မိသွေးတုံးရေနွေးငွေ့တအားပေးဆက်ယုံလုပ်ငန်းမှအခွန်လျော်နေပေးဆောင်မှုနဲ့2022ခုနှစ်ဧပြီလ15ရက်နေ့မှာစစ်ကောင်စီကအမှုဖွင့်ဖန်ဆီးခဲ့ခြင်းဖြစ်ပြီးဥချစ်ကိုင်နဲ့အတူစီလုံငန်းရှင်များစားအုံးစီလုံငန်းရှင်များကိုဇေကစားမှုနဲ့အဂတိလိုက်စားမှုတက်ကစစ်ကောင်စီကဖန်ဆီးထောင်ချခဲ့ပါတယ်။ ။ဦးချစ်ခိုင်ရဲ့ Aiding ကုမ္ပဏီလုပ်ငန်းစုမှာမြန်မာရှေ့ဆောင်ပန်း MAB မြန်မာနိုင်ငံ Layer စီးပွားရေးအများပိုင်ကုမ္ပဏီ MAPCO ဒန်ကိုစီဆိုင်စတဲ့လုပ်ငန်းများပါဝင်ပါတယ်။စစ်ကောင်စီကကုန်စည်နှုန်းမြင့်မားလာပြီး73စီများပြက်လက်ကစားအုံးစီဈေးများပါထိမ့်ချုပ်မရတဲ့အခြေအနေမှာစီလုပ်ငန်းရှင်နဲ့73စီလုပ်ငန်းပိုင်ရှင်များကိုဖမ်းဆီးထောင်ချမှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်နောက်ထပ်လက်နက်ထပ်တိုးလာဆိုတဲ့စောင်းပါရှင်ဆရာလှစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့မြင်းကလင်းကြီးကိုတဘာဝဘေးအန်ရဲ့အဖြစ်မယူဆတော့ပဲ၎င်းတို့အာနာကိုဆက်လက်ဆုတ်ကင်ထားနိုင်ဖို့လက်နက်အဖြစ်အသုံးချလာပြီးလို့ Asia Time သတင်းစာမှာစောင်းပါရေးသားလာခဲ့ပါတယ်။နိုင်ငံတကာမှပေးလာတဲ့အထောက်ပံ့များကိုအစဉ်ပြေချုံးမွေအောင်လှုပ်ပေးရမယ့်အစားအခြေအနေများဖျို့ဖျဲဖြစ်နေမှုကိုအခွင့်ကောင်းယူပြီးတော်လန်ရဲ့အဖွဲ့များထိန်းချုပ်ထားတဲ့ဒေတာတွေကိုပြစ်မှတ်ထားကလူသားချင်းစာနာထောက်ထားမှုနဲ့ပေးအပ်လာတဲ့အကူအညီများကိုပိတ်ဆို့ပစ်ခဲ့တဲ့အပြင်လေကြောင်းမှဘုံကျဲတိုက်ခိုက်လာခဲ့ပါတယ်။ ဲ့ဒီလိုတဘာဝဘေးဒုက္ခကြီးကိုပင်၎င်းတို့ရဲ့အကျိုးအတွက်ပြောင်ပြောင်တင့်တင့်အတုံးချလာနိုင်မှုကိုအာဆီယံအနေနဲ့ပြက်ပြက်သားသားတုံ့ပြန်ဖို့လိုအပ်နေပြီဆိုတာကိုမိမောင်ထုတ်ပြလိုက်ခြင်းပင်ဖြစ်ပါတယ်။နောက်လာမှာပြုလုပ်မဲ့အာဆီယံရဲ့ထိပ်သီးအစည်းအဝေးမှာမြမအရေးကိုကင်တွယ်ဖြေရှင်းဖို့လွန်စွာအရေးပါတဲ့ဆုံးဖြတ်ချက်မျိုးချမှတ်ရတော့မယ့်အဖြစ်နဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။လက်ရှိဥက္ကဋ္ဌမလေးရှားသည်လည်းထိရောက်တဲ့တုံ့ပြန်မှုမျိုးလုတ်ခွင့်ရနေပါလျက်မလုံနိုင်သီလားမလုတ်ချင်သီလားဟူဒီကအတိအကျမသိနိုင်ဖြစ်နေသေးပဲ။ ဝင်ကြီးချုပ်အီဘရာဟင်အန်နဝါကလက်ရှိအကူအညီပေးနေမှုများမှတစ်ဆင့်တက်ဆိုင်သူများအလုံးပါဝင်မဲ့ဆွေးနွေးပွဲနဲ့ငြိမ်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့အပြည့်ရှာရန်မင်းအွန်လိုင်းအားအချက်၅ချက်ကိုလက်ခံအောင်ချင့်ကပ်သွားမဲ့ဖော်မြူလာကိုမနေ့ကချပြလာပြီးဖြစ်ပါတယ်။၎င်းရဲ့မြန်မာအရေးအကြံပေးသမားများဖြစ်တဲ့တာဆင်နဲ့ဟွန်ဆန်တို့ကလည်းမြန်မာအရေးကိုဖြည့်ရှင်းရမှာဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုဦးစားပေးရမယ့်အချိန်မဟုတ်ဟုပြောဆိုထားသူများလည်းဖြစ်ပါတယ်။ကျွန်တော်အမြင်ပြောရရင်ထိုပုဂ္ဂိုလ်နှုတ်ကမြန်မာပြည်အားတုံ့ဆာမရတဲ့လူများသာအုတ်ချုပ်စေခြင်းကြသူများသာဖြစ်ပါတယ်။ ဟွန်ဆန်က2022ခုနှစ်မှာဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့စဉ်မင်းအွန်လိုင်းကို ASEAN မှထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပေးသည့်ကြားမှာတိုက်ရိုက်ဆက်ဆံခဲ့သူဖြစ်ပါတယ်။ဟွန်ဆန်ကကမ္ဘောဒီးယားကိုအာဏာရှင်အဖြစ်အုပ်ချုပ်ခဲ့တဲ့တမိုင်းကြောင်းနဲ့ COVID-19 ကိုအကြောင်းပြပြီးအတိုက်ခံတွေကိုဖိနှိပ်ခဲ့သည်များရှိခဲ့သည်ကိုနောက်ခံအကြောင်းများရှိနေသည့်ကြားမှာအကြံပေးအဖြစ်ခန့်အပ်ထားသည်ကိုကြည့်မိဆိုပါက ASEAN ဟာမြန်မာအရေးကိုဒီမိုကရေစီကိုဥတည်မဲ့ဖြည့်ရှင်းချက်မျိုးစိတ်ကူးမရှိသည်ကထင်ရှားပါတယ်။ တာဆင်ဟာလည်းထိုင်းနိုင်ငံမှာအငင်းပွားစရာများကြံ့ရစ်အောင်အုပ်ချုပ်သွားခဲ့သူဖြစ်ပြီးအာဆီယံရဲ့ဒီမိုကရေစီမျှော်မှန်းချက်များကိုစွန့်ဆောင်ပေးနိုင်မဲ့သူအဖြစ်ယုံကြည်လက်ခံရမဲ့သူမျိုးမဟုတ်ပါဘူး အဲ့ဒီနှစ်ဦးကိုအကြံပေးဖြစ်ထဲ့သွင်းလာခြင်းကပဲမြမအရေးကိုပြက်ပြက်သားသားကင်တွယ်ဖို့မရှိပဲရေရှည်ထက်၎င်းတို့အကျိုးအတွက်လက်တလော့အစဉ်ပြေနိုင်မဲ့နီလက်မျိုးကိုသာရည်ရွယ်ထားခြင်းဖြစ်ပါတယ်ယခုလဲမွေးဖွားပြည်လင်ပြီးချင်းမိရင်းထဲမှာပဲတည်ဆုံးသွားတဲ့အဖြစ်မရှိတဲ့အချက်၅ချက်ကိုမြမအရေးပေါ်၎င်းတို့ရဲ့ဖြည့်ရှင်းချက်အဖြစ်စုပ်ကင်ထားပေမဲ့အကောင့်ထဲပေါ်အောင်အတင်းကျပ်လုပ်ခြင်းမျိုးလဲမရှိခဲ့ပါဘူး လက်ရှိမှာတော့စစ်အာဏာသိမ်းအဖွဲ့ဟာ၎င်းတို့လုံနေကြပုံစံအတိုင်းလက်ရှိအချက်အသေးကို၎င်းတို့လိုတလိုကြိုးကန်ချုပ်လှဲပြီးအာဏာကိုဆက်၍ချုပ်ကန်ထားရန်လုံပန်းနေကြပါတယ်။လာမယ့်ဒီဇင်ဘာလဇန်နဝါရီလမတိရသေးတဲ့ရွေးကောက်ပွဲကိုအကြောင်းပြရွှေဆိုင်အုံးမိတာဖြစ်ပါတယ်။နိုင်ငံတကာကလည်း၎င်းတို့ရဲ့မတရားလုပ်ရများကိုအရေးယူဖို့တုံ့နှိပ်နေကြပြီးအာဆီယံကိုသာပုံချထားပါတယ်။ အာဆီယံကလည်းဒေတာတွေငိမ့်ညမ်းရေးနဲ့တည်ငြိမ်ရေးကိုတာဝန်ရှိတဲ့အဖွဲ့အစည်းအဖြစ်မှမသက်ဆိုင်တယ်လို့ဖြစ်လာနေပါတယ်။လက်ရှိဥက္ကဋ္ဌဖြစ်လာတဲ့မလေးရှားကလည်းအဲ့ဒီလိုပြက်ကွက်လာမှုများကိုလမ်းမှန်ရောက်အောင်တဲ့မှတ်ပေးနိုင်မြင့်လွန်စွာအရေးပါတဲ့အခွင့်အလမ်းရရှိလာပြီးဖြစ်ပါတယ်။လက်တလုံးမှာအာနာသိန်းအဖွဲ့တွေကိုအကူအညီများကို၎င်းတို့အကျိုးအတွက်ကြိုးကန်ခြေလှယ်နိုင်ခြင်းမရှိစေဖို့နဲ့တော်လန်ရေးတပ်များလက်အောက်မှာရှိတဲ့ဒေတာများပါမကျန်ငလင်ဘေးတဲ့ဒေတာအားလုံးစီကိုရောက်ရှိရန်လှုံ့ဆော်ပေးတင်ပါတယ်။ အဲ့ဒီလိုလုံနိုင်ဖို့စစ်တပ်ကိုပေးဖယ်ပြီးပြည်တွင်းပြည်ပ NGO များနဲ့တိုက်ရိုက်ထိတွေ့ပြီးလှုပ်ဆောင်သွားရမှာဖြစ်တယ်လို့យေတာထားပါတယ်။အဲ့ဒီလိုမဟုတ်ပါကမိသူကမိမြပင်ကုညီပေးနေစေကမို့လိုအပ်နေသူများထံမိသူများရောက်နိုင်စရာမရှိလို့မိမိအနေနဲ့ယူဆပါတယ်။ယခုအခါကုလအထုတရမန်ရောက်ရှိလာချိန်မှာစကိုင်းတိုင်းဝင်းတို့မြို့နယ်အတွင်းဘုံကျဲတိုက်ခိုက်မှုကြောင့်မျိုးသမီးနဲ့ကလေးငယ်အပါအဝင်လူ30ခန့်တေဆုံးသွားခဲ့ပြီးဆိုတဲ့သတင်းစိုးကြီးထွက်ပေါ်လာခဲ့ပါတယ်။ပြည်သူတို့ရဲ့ခုခံစစ်မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုလို့စုံတီနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။